။အခုဆရာတော်ကြီးဟာပြောမှဆိုရင်သူကထေရဝါဒပဲ။ဆရာတော်ကဘာပဲလဲ။ထေရဝါဒပဲ။ဒါအားလုံးသိအောင်နော်ဆရာတော်ကြီးရဲ့အကြောင်းကိုသိအောင်ပြောပြတာ။ဥစဉ်မှာရှမ်းပြည်နယ်ကတပည့်တွေတပါးရှိပါတယ်။ကယ်စင်တွေကလည်းဥစဉ်ကြီးရောက်လာတယ်နော်။စာချဘုန်းကြီးတွေဖြစ်ခဲ့ပါတယ်အကြောင်းမှာ။သူပြောပြဘူးပါတယ်။မိုင်းမုန်းဆရာတော်အကြောင်းလေးနော်။တက္ကမကြီးတို့တက္ကရာကြီးတို့သိအောင်ဥစဉ်ပြန်ပြောပြမယ်။ဒါလည်းယနေ့ခေတ်မှာနာမည်ကျော်နေလို့ဥစဉ်က တိအောင်မေးခွန်းနေရတယ်ခဏခဏမေးလာတော့ဦးစင်းနဲ့ပါဇက်ညောင်းနေရေးရတာလေပါဇက်လက်ညောင်းတာပေါ့နော်ဒါကြောင့်တိအောင်ပြောပြလိုက်ရမယ်ဝေဖန်မှုကဲ့ရဲ့မှုကိုကွဲပေါ်ရမယ်ဘိုင်းဘုရားတော်ကငယ်ရစဉ်ကလေးလေးဘဝတွေရနေသူကကိုရင်ဘဝနေရနေသူကဒီငယ်ငယ်လေးရနေကိုရင်ဘုခဲ့တယ်ပေါ့နော်သူ73နှစ်အရွယ်လောက်မှာပဲသူကပြောမယ်ဆိုရင်တရားကြီးကြည့်နေလေဘိုင်းဘုံဘိုင်းဘုံကိုရင်လေးရနော်ကိုရင်လေးကသူကဝေဆုံးတော်သူစာသင်တယ် စာတင်ပြီးနောက်စာမတင်လို့နောက်စာတော့ပေါင်းရအောင်မတင်ခဲ့ရဘူးပေါ့စာပေလေးနေငယ်လေးနဲ့စာတင်ခဲ့ရတော့သူ့မှာသာသနာနဲ့ပတ်သက်တဲ့အသိဉာဏ်တွေတော့ဟိုပြည့်ပြည့်စုံစုံမရခဲ့ဘူးပေါ့နော်ဒါကြောင့်မို့ကိုရင်ကောမှာပဲတရားတွေကျင့်တယ်တော်ထဲမှာတရားတွေလိုက်ထိုင်တယ်သုတ်တန်တွေဘာတွေမှာတွေသူလိုက်ကျင့်တယ်16နှစ်အရွယ်လောက်မှာတွေကနော်ဒီလိုနဲ့သူတရားတွေကျင့်ကြံခဲ့တာပေါ့နောက်တော့လည်းသူကရဟန်းခံလာတယ်ထီရဝါဒမှာပါပဲနော် အင်္ဂါပေါင်း30ကျော်လောက်နေပဲသူထီတော့ဟောတာရန်အစ်စ်ဖြစ်တဲ့အကြောင်းဥစဉ်သိစေခြင်းလို့သူအထုပ်ပတိကိုပြောပြနေတာနော်အဲ့ဒါကြောင့်မို့သူကရန်ဖြစ်လာတဲ့ထီတော့ဟောတာပါပဲဘာပဲလဲတခါကြီးလို့မိုက်လို့ဒါကြောင့်မိုင်းမိုးစီကတော့တချို့ကယတိလာမာယာနာလာတချို့ကယတိလို့ပြောတာကတော့နည်းနည်းလေးဟိုပုံလုံပြီးတော့ပြောလိုက်တာပေါ့တကယ်တော့သိပါတယ်သူတို့ဒီနော်ဒါပေမဲ့လည်းယတိလည်းမဟုတ်ပါဘူးမိုင်းမိုးစီကတော့ကြီးနော်ယတိလည်းမဟုတ်ဘူးမဟာယာနာလည်းမဟုတ်ဘူးထီတော့ဟောတာပါသို့တော်လေဒီစီရော်လေးကငငယ်တုန်းကနဲ့ ပြောမယ်ဆိုရင်ပရိယတ်တိကိုကောင်းဆောင်မတင်ကြခဲ့ရဘူးနော်ပရိယတ်တိကိုမတင်ရဘူးဆိုရင်ဦးဇင်းတို့သာသနာတော်မှာစစ်မှန်တဲ့လမ်းစဉ်ဦးဇင်းတို့ရဲ့ဒီသာသနာတော်မှာဝီနီပိရကတ်တွေရှိပါတယ်ဝီနီပိရကတ်တွေဟာသာသနာတော်ရဲ့အသက်သွေးကြောဖြစ်တယ်ဝီနီကိုကောင်းဆောင်ဆရာထံမှာမတင်ယူမကျင့်သုံးတတ်ဘူးဆိုရင်သာသနာတော်မှာအသက်ကြီးလာတဲ့ခါကျရင်အများအားဖြင့်ကတော့နည်းနည်းလေးဆိုရင်ချွတ်ညင်လာတယ်လို့ရှိတတ်ပါတယ်ဟုတ်ပြီလား သူစဉ်ပြောချင်တာကမိုင်းမုံစရာတို့ကြီးကအဲ့လိုငင်းငယ်ရေရရနဲ့သူကတရားဘက်ကိုပဲကျင့်နေအကျင့်ရင်းနဲ့ဒီတော်ထဲမှာပဲကျင့်လေချက်စားလေအခုဒီမှာတရားတွေအားထုတ်ရဲအများကြီးစရာတော့အတိအွဲ့ပဲစားတယ်တတ်တတ်လို့စားတော့ဘောနော်အဲတတိတွေစားတော့များတယ်အတိအွဲ့တွေစားတော့များတယ်ယနေ့ချိန်ခဲစရာတော့အတိအွဲ့တွေပဲစားပါနော်ဒါတော့သူကျင့်ကျင်နဲ့သူရဲ့မေတ္တာအကောင်အောင်တတ်တတ်လို့စားတာမျိုးတွေတော့ရှိတာဟောတတ်တတ်လို့တော့မရှိဘူးနော်အတီးအွတ်စားတာမျိုးကအပြစ်တင်ပြအောင်မရှိပါဘူးဒီတတ်တတ်လို့စားတာ အာအကျင့်တစ်ခုနေနဲ့နိဗ္ဗာန်ရောက်အောင်အကျင့်နေနဲ့ကျင့်လို့ဒါမိစ္ဆာပဲဖြစ်တယ်။မာယာရဲ့အကျင့်တွေဖြစ်တယ်။တတ်တတ်လို့ဆိုတာဘုရားဟောမှာမရှိပါဘူး။နော်။တိုင်းကိုစီရတို့ရဲ့အတိပဲစားရဆိုတာသူစားခြင်းလို့စားတာသူနှစ်တတ်လို့စားတာလေ။ဘာမှပြဿနာမရှိပါဘူး။ဒါနဲ့ပတ်သက်ဝေဖန်စရာမရှိဘူးစားပါ။စားနိုင်တဲ့လူတွေစားမစားနိုင်တဲ့လူတွေလည်းအတားငါစားပါ။ သို့တော်လေကျမ်းမာကြီးနဲ့ညီအောင်စားမိမိအသားငါးတော်ကိုအချောင်းပြုပြီးတော့တတော်ဝါးကြီးတေးကြီးပြည့်စည်တော်မူတော့လုံးဝမဖြစ်ပါစေနဲ့အခုမိုင်းမိုးစရာတော်ကြီးကြင့်နေတဲ့ကြင့်စဉ်ဟာထေရဝါဒကြင့်စဉ်လားဆိုရင်တော့သူရှုနေတဲ့မေတ္တာကမ္မထာန်တွေဟာထေရဝါဒဖြစ်မယ်ဗုဒ္ဓလုံးတိရလည်းထေရဝါဒဖြစ်တယ်အတုဘကမ္မထာန်တွေလည်းထေရဝါဒဖြစ်တယ်ဆိုတော့ဦးစင်ပြောရပါမယ်နော်ဒါပေမဲ့ သူ့ကိုဝေဖန်စရာဆိုလို့ဦးဇင်းတို့မှာဘာမှရှိတယ်ဆိုယနေ့ဝေဖန်တယ်ဆရာတော်ကြီးကယက်တနဲ့တူတယ်ခမမဟာယာနလားဟုတ်တယ်ဆရာတော်ရဲ့အသွင်အမြင်ကပြောမယ်ဆိုရင်ဦးဇင်းတို့ထေရဝါဒနဲ့ကြည့်မယ်ဆိုရင်တော့တိတ်ပြီးမသိတော့တာတော့ဦးဇင်းတွေ့ရပါတယ်။ဒါဖြစ်တော့ခေါင်းကြီးစောင်းနေတာထေရဝါဒမှာမစောင်းရပါဘူး။ဒီခေါင်းဆောင်တဲ့အလုပ်ကဦးဇင်းတို့ထေရဝါဒမှာမရှိတဲ့အတွက်ခေါင်းဆောင်ချင်းဆရာတော်ခေါင်းဆောင်နေတာတော့ထေရဝါဒအယူနဲ့လုံးဝဆန့်ကျင်နေတဲ့အတွက်နောက်လာနောက်သားဦးဇင်းငယ်လေးများ အတူတူမကျက်တော့တဲ့ပါဘူး။ဒါတော့တော့ဖဲပါ။ဆရာတော်ချင်းနဲ့မေတ္တာကထမတိုင်းကြီးများများချင်းစီချင်ပါလေ။ဆရာတော်ချင်းနဲ့ဘုရားလိုတတိကြီးများများပွားစီချင်ပါလေ။ဆရာတော်ချင်းနဲ့အတုပကမ္မထမ်းကြီးများများရှုစီချင်ပါလေ။ဒါတော့အတူယူစီချင်ပါလေ။အတူမယူရမှာကဆရာတော်ယဉ်ကြီးစီးနေတယ်။ယဉ်ကြီးစီးပြီးတွေ့တဲ့ပုံတွေဓာတ်တွေအတူမယူနဲ့။မြင်းကြီးစီးနေတဲ့ပုံတွေတွေ့တဲ့ဓာတ်တွေလုံးဝမစီးရအောင်ထိရဝါရမှာမြင်းစီးခွင့်မရှိဘူး။တလိမ့်ဆန်စီးခွင့်မရှိပါဘူး။နော်။ ဒါတော့လုံးဝအတုမယူဘူးဦးစင်ကတိုက်တွန်းလေခေါင်းဆောင်တာတွေမလုပ်ပါနဲ့ကြောင်ကြောင်လက်လက်ကြီးတွေဟိုအဖွက်ကြီးတွေပေါ့ဒါမျိုးတင်ငန်းရောက်ဟုတ်တာလေဒါလေးတော့မဟုတ်ပါနဲ့ဒါထီလာဝါလာနန်းစီဟုတ်တဲ့အတွက်ဒါတွေကိုတော့ဆောင်ကျင်မှုဦးစင်ကတိုက်တွန်းလေဒါဦးစင်တို့ရဲ့ညီငယ်ရင်ဟန်းငယ်လေးတွေအတွက်အတုယူမမှားဘူးဦးစင်ကပြောပါနော်ခုနကမေတ္တာကမ္မထာနေများများပွားစီခြင်းပါတယ်ဗုဒ္ဓနုဒတိတွေပွားစီခြင်းပါတယ်အာတုပတွေရှုစီခြင်းပါတယ်ဒီဟာနိဗ္ဗာန်ရောက်ကြောင်းအကျင့်ရည်ဖြစ်ပါလိမ့် အဲမာအယွင်းနဲ့အချင်းကတော့ခုနပြောသလိုငငယ်ရွယ်ရွယ်နဲ့တောထွက်နေတယ်။ယဟန်ဘုရားဦးဇလိုသာသနာတော်မှာကိုရင်တွေကလည်းဆရာလွတ်ပြီးမနေရပါဘူး။နော်။ယဟန်တော်တွေကလည်းဆရာလွတ်ပြီးနေဖြစ်မရှိပါဘူး။အ ਨੇ ဆုံး9ဝ9 9နှစ်တိုင်တိုင်9ဝတိုင်တိုင်ဆရာချေတော်ရင်းမှာဝီနီပြည့်ရက်ကတွေကိုကောင်းဆောင်တင်ကြားရပါဘူး။တင်ယူရပါဘူး။ဝီနီတွေကောင်းဆောင်နားလည်ပြီးမှဦးဇင်းတို့ကမ္မထမ်းတွေတင်ယူပြီးတောထွက်ရပါလေ။ဒါအ ਨੇ ဆုံးမိတိယဟန်ပုဂ္ဂိုလ်မဆိုသာသနာတော်ကိုရောက်လာပြီဆိုရင် ဆရာကြီးတို့ရင်းမှာ၅နှစ်၅ဝနိုင်တယ်။မိနီပိရကတ်တွေသင်ကြားခြင်းကမ္မထာနေပင်ယူပြီးမှသာလေတောထွက်ရပါလေ။ဟောစီချင်ပါလေ။ဒါဥပမာမိုင်းကုန်းဆရာတော်တွေနဲ့ဆက်ပြီးတော့တခါကြီးတို့မိုင်းကြီးတွေလည်းပြီးအောင်နိုင်ဖို့ကဤတော်လေးတွေလည်းအတုလိုက်မှမှားပဲနဲ့နော်။ယူတဲ့နဲ့ဟိုအကောင်းမွန်တဲ့ဒိဋ္ဌာနိမိတ်ဆိုယူမကောင်းမွန်တဲ့ထိရဝါဒလမ်းစဉ်နဲ့မကန့်ညီတဲ့ဝီနီနဲ့မကန့်ညီတဲ့ဟိုနာဇဝင်ရှင်ထားတာတွေကလည်းထားခွင့်မရှိပါဘူးနော်။ထားခွင့်မရှိပါဘူး။ဂူထဲမှာပဲနေနေဗမာပဲနေနေရမ်းမှန်ရင် စံပင်ကိုလက်နဲ့တက်တဲ့အရှိဆုံးထားခွင့်ရှိပါတယ်။လက်နဲ့တက်နောက်မှလှမ်းအောင်လက်နဲ့တက်ရောက်ရမယ်လို့ဦးဇင်းတို့စုလိုမှာပါဠိတော်အထာကရမှာပြောထားခြင်းဖြစ်တယ်။ဒါကြောင့်မို့ဘုရားမြတ်စွာဘုရားမိတော်မူခဲ့တဲ့အတိုင်းယဟန်မန်ဘုရားရဲ့ဝိနည်းကိုချစ်မြတ်လို့တဲ့ဘုရားသားတော်မှန်ရင်မိတိအကြောင်းကြောင့်မှစပင်ရှိထားခွင့်မရှိပါဘူး။ဒါလည်းအပြည့်အမှမဟုတ်ဘူးဦးဇင်းတို့ကပြောပါတယ်။နော်ဒါကြောင့်မို့လိုင်းနာကျင့်သုံးရမှာဘုရားရဲ့ဝိနည်းဝိနည်းကသာသနာတော်ရဲ့အသက်သေးဆုံးဖြစ်တယ်။ဝိနည်းလမ်းကြောင်းကိုချုပ်ပြီးကျင့်နေရင် ဒါမိမိတို့ဘယ်လိုပြောရမလဲသာသနာအတွက်လည်းမကောင်းဘူးမိမိတို့အတွက်လည်းမကောင်းနိုင်ဘူးလေဒါကြောင့်မို့အဲဒီဆက်မရှင်းထားတာဘူးမလုံးနဲ့ခေါင်းဆောင်တာတွေမလုံးနဲ့ဟိုကြောင်ကြောင်လက်လက်အဝတ်ကြီးတွေနဲ့လူဝတ်လိုလိုမင်းကြီးမင်းသားဝတ်စုံလိုဒါတွေလည်းမဝတ်ရပါဘူးစင်စည်းတာတွေမြင်းစည်းတာတွေအဲမြင်းတတိယဆန်တွေစည်းတာမျိုးဒါရဟန်းမှလုံးဖြစ်မရှိပါဘူးနော်အရာမျိုးတွေလည်းအတူတူမမှားစေဖို့ဒါဥစဉ်ကအခုဒီနေရာနေပြောနေခြင်းဖြစ်တယ်ကဲတခါကြီးမှရောနားလေလား နားလေနော်ဒီလိုပြောတာကွဲရလားဦးဇင်းကမပြစ်မှားပါနဲ့ဆရာတော်ကြီးတွေမပြစ်မှားပါမိမိတို့မသိပဲနဲ့တစ်ခါအရန်ပြစ်မှားလိုက်နော်မလောက်ရဘူးအလောက်မှာအမှားမှန်အကြောင်းအကောင်းအဆိုးအကြောင်းအကျိုးတွေအကုန်လုံးကိုတေချာခွဲခြားပြီးမှဗုဒ္ဓအလိုလိုကြပြောရင်ပြဿနာမရှိပါဘူးအခုဦးဇင်းပြောတဲ့စကားတွေဦးဇင်းတာဝန်ယူရဲပါနော်ဘုရားရဲ့ထေရဝါဒပိဋကတ်စာပြလမ်းစဉ်နဲ့မကန့်ညီတာမျိုးဆိုဦးဇင်းတို့ရဲရဲပြောလို့ရပါတယ်ပြုပြင်ရမယ့်အခါကြီးကလိုင်းနာတင်လာလို့လိုင်းနာလို့ဦးဇင်းပြောခဲ့ပါတယ်ဒါမိုင်းကိုစရာတို့ရက်ဆက်ပြီးဒီကအရင်မှလို့အတူယူပြောပြပါတယ်